နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘက်ကိုမြန်မာဘက်ကနေပြစ်လိုက်တဲ့လက်နက်ကြီးကြီးများကြားရောက်ပြီးတဲ့နောက်ပေါင်ရဲမြစ်ကိုဖျက်ခူးတဲ့နယ်စပ်ဂိတ်များအလုံးကိုထိုင်းအာဏာပိုင်များက ခုနှစ်ရက်တိတိပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့မှာမြောက်ရီမြို့နယ်မဲလပန်ချီဝါမှာရှိတဲ့ KNU ကစုံစမ်းစစ်ဆေးရေးလုပ်နေတဲ့ကြားဖြန့်အလို့ယုံကိုစစ်ခွေးတပ်ကတိမ့်ပိုင်နိုင်ရန်အပြင်းထန်ထိုးစစ်ဆင်လာပြီးတော့လက်နက်ကြီးများနဲ့ဗောက်ရှောက်ပစ်ခတ်ခဲ့ရာကနေခိုင်းနိုင်ငံဘက်အချမ်းကိုလက်နက်ကြီးများကြက်ရောက်ပောက်ကွဲခဲ့ပြီးနေအိမ်များပျက်စီးခြင်းနဲ့လူနာဦးထိခိုက်ဒဏ်ရာခြင်းများဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ခိုင်းနိုင်ငံဘက်အချမ်းကလည်းသတိပေးပစ်ခတ်မှုများပြန်လည်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်နေဆက်တောင်ရင်းမြစ်ကနေပြီးတော့ ကံကူဂိတ်များအလုံးကိုနိုဗ ెంబ ာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့အထိပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အမတ်တချစ်ကြီးတရားကတော့ဖွင့်ထားတယ်။ပိတ်တာကတောင်ရင်မြေကမ်းကိုဖြတ်ကူးတဲ့တဘာဝလမ်းကြောင်းဂိတ်တွေကိုပိတ်တာမဲရမန်မဲဆော့ဖုတ်ဖရာအုံဖန်တာဆောင်ရမ်းမှာရှိတဲ့ကုံစီနဲ့လူကူးတဲ့ဂိတ်တွေကိုပိတ်လိုက်တာပါ။ကုံရောလူရောအကုန်ကမ်းကူးတာပိတ်လိုက်တာအခြေအနေတွေမတည်ငြိမ်မချင်းဆက်ပိတ်မယ်လို့အမိန့်စာမှာရေးထားတယ်လို့ ထိုင်းနိုင်ငံနေဆက်တရင်ရင်းမြစ်ကပြောပြထားပါရယ်လက်ရှိမှာထိုင်းစစ်တပ်ကထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့နယ်မဟာဝံကြီးရွာအုပ်စုအမှတ်၄မဲကိုင်ကင်ကြီးရွာနဲ့မျက်နှာချင်းဆိုင်မဲလက်ပံကြီးရွာမှာဆက်လက်ပြင်းထန်နေတဲ့အတွက်လုံခြုံရေးတွေကိုထိုင်းမြန်မာနေဆက်တလျှောက်ထိုင်းဘက်ချမ်းမှာထိုင်းစစ်တပ်ကတုံ့ပြန်ထားတယ်လို့သိရပါရယ်မြောက်ရီမြို့နယ်မဲလက်ပံကြီးရွာအနီးမှာကြားဖြတ်ယုံများကို KNU ကနိုဗ ెంబ ာလ22ရက်နေ့ကတင်ပတ်ခဲ့ပြီးတော့အဲ့ဒီနေရာများမှာရှိတဲ့ကြားဖြတ်လို့ယုံတဲ့ဝေးများကိုစုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေတဲ့အချိန်စစ်ခွေးတပ်ကထိုးစစ်များကိုအရှိန်ဟုန်မြင့်တင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။